ွဲမိလာပါရှင်ဆ iamma စပယ်ဖြူနုရဲ့မျက်နာလွဲဤမလွဲဤဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်မျက်နာလွဲဤမလွဲဤတမိလေးလမ်းတွင်လေးတဲ့လျှောက်လာနေခိုင်ခေါ်တန်တစ်ခုသည်ကျမဤနောက်တော့ပတ်စီကပေါ်ထွက်လာခဲ့တာ ဖြစ်ပါသည် ပထမတော့ဒီခေါ်တန်ဟာကျမကိုရင်းညွှန်းနေကြောင်းမသိခဲ့ပါဘေးလန်းကလူသွားလူလာရှိသေးတည်မဟုတ်လား တယောက်ယောက်ကိုလှမ်းခေါ်တာဖြစ်မှာပါအတွင်းနှင့်ခြေလမ်းများကိုဆက်လန်းနေစင်ပါပဲခေါ်တန်ကနောက်တစ်ကြိမ်ထွက်လာပါသည်ဒီတစ်ကြိမ်မှာတော့ခေါ်တန်ကကျမဤနောက်ကျောစီကနီနီကက်ကက်ပေါ်လာသည်တို့ရှိ၏ဒါနှင့်ပင်စူးစမ်းလိုစိတ်နှင့်လှဲ့ကြည့်ရပါသည်တမိလေးအော်အသက်50ဝန်းကျင်အမျိုးသမီးတဦးသည်ကျမကိုတကယ်ပင်ရည်ညွှန်းခေါ်ဆိုနေတာဖြစ်ပါသည် သူမြဝန်များသည်ကျမကိုစူးစိုက်လျက်နှခမ်းများကမဝင့်မရဲဟန်ပန်ဆွတ်တော်လဲပြုံးပြုံးမြလျက်သူကိုတဏှာရာမြန်းတွေ့ပုံသလားသို့သောကျမနှင့်ယင်းဤတိကျွမ်းသူမဟုတ်တာတည်ကြပါသည်အတော်ကမြောက်တကုံသွားခြင်းလိုပါကွယ်အဲ့ဒါအော်ကမ်းမတိုင်ရှာမတွေ့လို့မီးကျင်တာထင်ပါရဲ့ ကျမရောက်နေတော့လမ်းတွေလေးသည်တာမွေအဝိုင်းထိပ်ကားမတ်တိုင်နဲ့မဝေးတော့ပါဘီကားမတ်တိုင်ကိုရှာရင်လမ်းပြောက်လေးသလားကားမတ်တိုင်ကမဝေးတော့ဘူးအတော်ရဲ့ဒီဘက်ကသွားရင်ရောက်မှာပဲကျမလည်းသွားမလို့ပဲလိုက်ခဲ့ပါလားမြို့သမီးဤမျက်နာတွင်မသေးကွဲသောအပြုံးတစ်ချက်ပေါ်လာပါသည်အဲ့ဒီဘက်မတ်တိုင်ကမသွားပဲအဲဒီဘက်မတ်တိုင်ကသွားမလို့ သူညွန်သောတစ်ဖက်မှာတာမွေကြောင်းရှိမတိုင်ရှိသောဘက်ဖြစ်ပါသည်။လမ်းမသိ၍မေးတာဟုထင်ခဲ့တော်လဲတကယ်တကယ်တော့မဟုတ်ပါလား။သူကလမ်းကိုတိမြင့်နေသူတကယ်ကန်းသူပြောချင်တာဗာများပါလေ။ကျမမျက်မှောင်များကြုံမိလေသလားမသိအမျိုးသမီးဤမျက်နာတွင်တောင်းမှန်တူရှိုးလိုဟန်ပေါ်လာပါသည်အဲ့ဒါလမ်းကြီးလေးနည်းနည်းလောက်အခုညီတောင်းမလို့ပတ်စံအိတ်ကြပြောက်သွားတာနဲ့ ်ဩဒီတစ်ချိန်တော့ဗာပြန်ပြောရမည်လဲရုပ်တရက်မတွေးနိုင်ဖြစ်ကကျမနှုတ်ဆွန့်သွားမိပါသည်ကြားဘူးတော့ဇက်လန်းများစွာရှိသေးသည်မဟုတ်လားသူတို့သည်ဇက်လန်းများကိုမထက်အောင်ပြောတတ်ကြသည်ဟုကြားဘူးသည်ပွပွလင်းလင်းငွေတောင်းခံတတ်သူများကိုသာကျမကတုံ့ဘူးသူပင်ညနာလွဲသည့်အခါလဲရှိဘာမှမဖြစ်တော့ပါဘူးလေဟုတွေးကပြီးဖြစ်သည့်အခါလဲရှိပါပေသည်ခုတော့ ဇလန်းတစ်ခုသည်ကျမရှိကိုရောက်နေပြီတွေ့ဝင်နေသောမျက်နှာမူရာကြောင့်ပဲလားသူကစကားဆက်ပြန်ပါသည်မယုံလို့လားကလေးရဲ့အတော်ကမယုံမသားမပြောပါဘူးမညာပါဘူးတကယ်ကိုအပြန်လန်းစိတ်လိုနေတာပါညောင်တကုံကနော်အခုမှပဲကျမဤအတိညာဏ်ကလင်းပွင့်လာပြီးအလွယ်အလွယ်ဆုံးဖြစ်မိဖြစ်ရှင်ဤကိုတည်ပြီးကျမနဲ့လိုက်ခဲ့ပါနော အဝိုင်းထိတ်မှတ်တိုင်းမှာမြောက်တို့ကိုတိုင်းရောက်တဲ့ကားတွေရှိပါတယ်။ကျမကကားပေါ်တင်ပေးလိုက်ပါမယ်။အော်၊တူမကမယုံဘူးကို။သူကစိတ်မကောင်းဖြစ်ဟန်ဖြင့်တပြင်းရှိုက်လျက်ဆိုပါသည်။မဟုတ်ပါဘူး။လမ်းကျုံနေတာပဲဟာ။ဟိုဘက်မှတိုင်ကမြောက်တို့ကားမရှိဘူးထင်တာပဲ။အတော်ကနှစင့်စီးမှာဒီဘက်ကပဲစီးမှာ။အော်ခက်ပြီ။သူကလည်းရှုံးမိပုံမမြင်။ မယိုးသားဘူးဟုကျမတစ်ထစ်ချကောက်ချက်ချလိုက်ပါသည်တကယ်တမ်းဒုက္ခတွေ့ရနေတော့ဘလောက်ပဲကူညီရပါစေဒီလိုအမှန်အတိုင်းမပြောတတ်သူများကိုတော့ကူညီလို့စိတ်မရှိလာပါ လိညာချင်းကိုအားပေးသည်ဟုသာကျမမြင်ပါသည်လိုက်ခဲ့ပါအတော်ရဲ့ကျမကားပေါ်တင်ပြီးလိုက်ပါပါနောက်ဆုံးတစ်ချိန်ဟုသဘောထားကကျမထပ်ပြောမိပါသည် သူမျက်နာပေါ်တွင်စိတ်မကောင်းဟန်ဆက်သောအပြုံးကပေါ်လာပြန်ပါသည်။အော်အတော့ကိုမယုံဘူးနော်။တကယ်ဒီမှတ်တိုင်ကစီးရမှာမို့လို့ပါ။အင်းလေးပြီးတာပဲကျမကြုံခိုင်းလှည့်ထွက်ခဲ့ပါသည်သူကထက်ခေါ်သေးသည်ကိုကြားရ၏လက်မကြည့်လို့တော့ပြီဘာကြောင့်များအမှန်အတိုင်းမပြောနိုင်ရတာပါလဲဝိပုံစားပုံကားဖြင့်ထင်ရဲစရာမရှိပါတည့်ရသောဟပ်ပန်ကိုပင်ပြန်မြင်အောင်လာပါသည် ပွင့်လင်းရိုးသားသည့်ဟုမြင်ရသောမျက်နှာကျမခြေလမ်းများကိုပြုံးကနေရတန့်ကနောက်ကျောဘက်သို့လှည့်ကြည့်မိသည်သူကိုယ်တော့ခက်အေးအေးပင်ဆက်လျှောက်ကပဝင်းချင်းကလူများကိုစကားဆိုရန်စူးစမ်းနေဟန်မြင်ရပါသည်တကယ်ပင်အကူအညီလိုနေသည်ကိုရိုးရိုးသားသားပြောပြနေတာလားအမှန်အတိုင်းပြောနေတာဆိုကျမမျက်နှာလွှဲခဲ့ခြင်းသည်မှားရင်းရာရောက်နေပြီငွေကလည်းဘလောက်မှပေးရမှာမဟုတ်ပါပဲ ခြေလမ်းများကိုနောက်ပြန်လှည့်ရန်ပြင်လိုက်ချိန်မှာပင်သူသည်လူတဦးနှင့်စကားစကားစနေပြန်သည်ကိုတွေ့ရပါသည်။ဒါနှင့်ပင်မျက်နှာတကယ်လွယ်ခဲ့ရတော်သည်။ကုညီလိုသူတွေ့လောက်ပါရဲ့။သို့သောလိုင်းကားပေါ်ရောက်သည့်အထိပင်ကုညီသင်းလျက်နှင့်မကုညီမီမကူညီမိခဲ့တာလားဟုတွေးစေ။လိညာတာမဟုတ်ပဲတကယ်အကူအညီတောင်းခဲ့တာများလား။ အတွင်းများစွာရှုပ်ထွေးလျက်စိတ်ထဲမရှင်းလင်းလာသည့်ကိုအိမ်ပြန်ရောက်လျင် ထော်လေးတို့ကိုပြောပြမိပြန်သည် ထော်လေးကစကားဆုံးသည့်နှင့်ဟဟပပပင်ရေမောပါသည်ညီကလည်းရန်ကုန်ကိုမနေ့တနေ့ကရောက်လာတာကြာနေတာပဲ ဒီလိုဇက်လမ်းမျိုးတွေကမဆန်းတော့ဘူးဟဲ့ဖနက်အပြက်ကြီးစီးပြီးဖနက်ပြက်လို့ပါလို့အကူအညီတောင်းတာမျိုးဈေးပန်းမောက်ကြတယ်ဆိုတာမျိုးဆုံလို့ပဲစီးလာကူရင်နေပြန်ဖို့လမ်းရှိပြတ်သွားတယ်ဆိုတာမျိုးလည်းရှိသေးတယ်ဆုံလို့ဆုံလို့ဟဲ့ခုရရဲမောမောဆိုပါသည်ကျမသည်ဒေါ်လေးပြောမှပင်စိတ်ထဲမတင်မတင်မကြနဲ့စိတ်မကောင်းသလိုအပြစ်မကင်းသလိုခံစားရသည်ကိုမေးဖြောက်နိုင်လာပါသည် နုံမို့ဆိုရူသားဟန်ဆွတ်သောဖြူဖြူပြပြမျက်နာတစ်ခုကိုမြင်ရောင်ရဲ့ဖြစ်ရအောင်မည်။ငါတော့အခုဘသူပဲဒီလိုဇက်လန်းစင်စင်လှဲ့မကြည့်ပါဘူးကွယ်။အရင်ကတော့ဒီလိုပဲဟုတ်မလဲ။လမ်းဘေးမှာနက်နက်သီးတွေမှောက်ကြလို့ဆိုပြီးဘန်းကလေးကင်လို့ငိုနေတဲ့ကလေးလဲတနာပြီးမရှိရှိတဲ့ကြားကပေးဘူးတဲ့။ ကားပေါ်မှာစာရီလိုက်ဝေတဲ့ကလေးတွေလည်းတနာပြီးအကြွေလေးရှိတာထုတ်ပေးတယ်။အားလုံးကိုတနာနေတော့တာပဲ။အခုတော့လဲဇလန်းတွေကြားရဖန်များတော့ဆိတ်ရှုပ်လာတာပဲဟဲ့။အထူးသဖြင့်တော့ငါလာလိမ့်နေထင်ရင်လှဲ့ကိုမကြည့်ချင်တော့တာ။ဖုဒေါ်လေးကစကားဆက်ပါသည်။ကျမကတော့ကောင်းမတိုင်များတွင် တွေ့ရတတ်သောကလေးငယ်ကလေးငယ်များကိုမြင်ရနေပါသည် သူတို့ကထမင်းပိုးလေး ေးပါဟုဆိုစဉ်တွင်ကျမ၌ကုထမင်းတနတ်စာဖို့ထက်နည်းနည်းမြသာပါတိအခိုင်နှင့်ကြုံလေဘာကိုမှမသိအာနာကာနေသည်မြစ်ထေထေမျက်နာကလေးများတွင်မျက်လုံးများကကြီးကန်းတောင်းပေါက်ဖြစ်ရသည်ကိုစိတ်မကောင်းဖြစ်သည်သို့သောကျမဘာများတတ်နိုင်ပါမည်နီး တခါတလေတွင်နော်စားတော့နေခိုင်အနာလာရက်သည့်အခါကလေးပိုက်စာပိုက်စာလိုပါဟုဆိုလာသည့်အခါစိတ်တူတောင်းခြင်းသည်ကလေးကပိုက်စာနေလိုပါဟုကလေးပြကပြောတတ်သောမိမများကိုမြင်ရလင်ဘာပြန်ပြောရမည်မသိလက်တို့ကမပေးမချင်းအနာမှရွတ်တည်နေတတ်သောကလေးတို့ကိုမြင်ရလင်တနာတော်လဲစိတ်ရှုပ်လာတတ်သည်သွားပါအောင်ဟုဆိုရလင်လဲအာမနေပြန်သည် ဒီနောက်ပိုင်းမှာတော့လည်းအခက်အခဲကြုံရဟန်အခုအညီတောင်းတက်လာတာတွေကိုနီလန်းတက်သွဲပြောင်းတလို့တွေ့လာရပါသည်ဇက်လန်းစင်သည်ဟုစိတ်မှာထင်မြဲဖြစ်တော်လဲအမှုအရာကပြည်ပြင်းလာလေရအခါများစွာဇဝေဇဝါဖြစ်လာရသည် ပေးမိသည့်အခါလည်းရှိ မပေးဘဲမျက်နှာလွှဲနေသည့်အခါလည်းရှိပါပေသည်ဘာကိုမှမသိအပြည့်ဆိုခြင်းတလို့စိတ်မသက်မသာလဲဖြစ်ရမည် လူနေမှုဘဝအတွက်ခက်ခဲပင်ပန်းခြင်းသည်လိညာတက်စီရန်ဖန်တီးပေးသောနောက်ခံအကြောင်းတရားလားလူတို့ဤရိုးသားခြင်းကိုစင်းရဲပင်ပန်းခြင်းကဖျက်ဆီးနိုင်သလားကျမမတွေးတတ်ပါပတ်ဝန်းကျင်မှာတော့ဇလန်းများကိုတယောက်ပြောရင်တစ်မျိုးကြားရမြင်ဇလန်းများကခက်စင်စင်အမျိုးသားအမျိုးသမီးခလေးစသည်ဖြင့်ဇက်ကောင်တို့သာပြောင်းသွားကြသည်သူတို့ပြောတတ်သောဇလန်းတို့သည်ရှင်နာဘွယ်အတိပြီးနေတတ်သည် จาတော့လေကျမမှာတန်တရားစိတ်များလာပါတော့သည်တရက်မှာတော့ညနေခင်းကျမရုံးသားပြန်ရောက်နေဒေါ်လေးကမနက်တုန်းကပေါ်ဟုစကားဆပါသည် မိမတယောက်ဟဲ့ကလေးလေးပိုးလို့ကလေးနေမကောင်းလို့စီးရုံမှာပြချင်တာတဲ့လမ်းစိတ်လေးနင်းနေလောက်ကူညီပါတဲ့တားမိလေးကြီးတော့တနာစရာဌာနဲ့ပဲကူညီလိုက်ပါမယ်လေဆိုပြီး ဒေါ်လေးဟာကတကယ်မီမကောင်းတာဟုတ်လို့လားဟုကျမကစကားဖြတ်မိလိုက်ပါသည်။ငါလဲတွေးမိတာပေါ့။ကလေးကိုဆန်းကြည့်တော့ကိုကတော်တော်ကိုပူနေတာဟဲ့။ဒါပေမဲ့လက်ထဲကိုငွေထည့်မပေးလိုက်ဘူး။လမ်းထိပ်ထွက်ပြီးဦးကိုကြီးတက္ကစီပေါ်တင်ပေးလိုက်ရတယ်။ဦးကိုကြီးလက်ထဲကိုပဲတက္ကစီကတခါလဲထည့်ပေးလိုက်တယ်။ကိုလဲကူညီရတာစိတ်တန့်သွားတာပေါ့။ဟုဒေါ်လေးကအရေတဝက်နဲ့ဆို၏။ ဒီလိုဆိုတော့လေဒေါ်လေးအစီစဉ်ကဟုတ်လို့ပါလားခုကျမတွေးလိုက်ပါသည်ဦးကိုကြီးဆိုတာကလည်းဒေါ်လေးတို့လမ်းထဲမှာပင်နေသူဖြစ်ရက်ကလည်းခက်ရိုးရိုးပါပဲအမှန်တကယ်အကူအညီလိုအပ်၍အကူအညီတောင်းသူများလည်းရှိမည်ဒီလိုဆိုတော့လေကုညီသူရောအကူအညီတောင်းသူရောနှစ်ဦးနှစ်ဖက်အဆင်ပြေနေတာပါပဲတမန်ကာရှန်ကနားထောင်ပြီးစီးသွားခဲ့တော့ဇလန်သည်တနနက်ခင်းမှာတော့တကြောပြန်နိုးထလာ နိုးထလာပြန်ပါသည်အဲ့ဒီနက်နက်ခင်းတဲ့ကလမ်းထဲမှဈေးကလေးစီကျမတို့တွားနေခါဒေါ်လေးနာမည်ကိုခေါ်၍နှုတ်ဆက်တန်တစ်ခုကပေါ်ထွက်လာပါသည်လမ်းကြီးလိုက်တော့ဥကိုကြီးပါပဲသူသည် ကျမတို့ရှိရာလမ်းဘက်ချမ်းကိုဦးလာပါသည်တော်ထထဦးသမီးကတက်စီငားပေးတဲ့အမျိုးသမီးမမိသေးရဲ့လားမမိပါနဲ့ဘာဖြစ်လို့တော့ခလေးကတော်တော်ပဲအခြေအနေမကောင်းဘူးလား ကလေးရတခင်ဒီမကောင်းတာပါနွမ်းနေတာပဲဒါပေမဲ့စီးယုံတော့မရောက်လိုက်ပါဘူးဗာရဲ့တော်တော်လေးပင်မကကျမမလည်းအံ့အားတသင့်ဖြစ်သွားရသည်သူဆက်ပြောမိစကားကိုလည်းစိတ်စောနေမိကြသည် လမ်းမကြီးပေါ်လဲရောက်ရောဦးလေးဦးလေးရဲ့တဲ့စီးယုံမပိုးပါနဲ့တဲ့ဒီမှာပဲရက်ပေးပြီးကျမကိုကားခတဲ့ကနည်းနည်းမျှပါလားတဲ့ဘုကိုကြီးကတစ်ချက်မျှရေမောလိုက်ပါသည် ကျုပ်လည်းခလေးကနေမမကောင်းတာသွားမှာပေါ့လို့ပြောရတယ်။အဲ့ဒီတော့ဘာပြောတယ်မှန်လဲ။ကျမတို့ရက်ွက်ထဲတင်ဆက်စည်းလေးဝယ်တိုင်းလိုက်ပါမယ်တဲ့။ပက်ဆန်လေးသာနည်းနည်းခွဲပေးပါ။တယောက်တော့ဖြစ်ဖြစ်ယူကြတာပေါ့လေ။ခလေးကိုမုံလေးပါလေးကျွေးရှင်သေးတာတဲ့။ကောင်းရော ဒီတော့အစုပ်လဲဘယ်နေနိုင်မလဲကားရက်ပေးရတာပေါ့ကဲမယ်မင်းကြီးမရဲ့ခွဲမနေနဲ့အလုံးတော်ယူသွားပြီတော့ဆိုပြီးနှထောင်လုံးပေးလိုက်တယ်ဒါနဲ့များညီစေးယုံသွားမယ်ပြောနေရသေးသလားဆိုတော့ဒီလိုတက္ကစီပေါ်တင်ပေးမယ်မှမထင်ပဲတဲ့ဒေါ်ထထားရေးဖြစ်ပုံကဟုတ်တော့ဒေါ်လေးနှုတ်ကအာမေရိတ်တန်ထွက်ကြလာသည်ခုခုကြီးကတော့တဟာဟာရင်မောလျက် ဒီခန္ဓာမှာတော့ကျမစိတ်ထဲအားနာသလိုရှိရသည်မှာဒေါ်လေးဤမျက်နာတွင်ပြီးခဲ့သည့်တရက်စီတုန်းကတွေ့ခဲ့မှုသောပီတိများကိုသာဖြစ်ပါသည် The Ladies Channel May 2012နားဆင်ရပေးခဲ့ကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် Channel လေးကိုလည်း Like and Subscribe လေးများပြုလုပ်ပေးကြပါဦးเนาะအားလုံးဘေးကင်းကျန်းမာကြပါစေရှင်